ာလန်နပတိနတုနိနသပါဠိနတံဝတိပါဠိနံလပတလပံနဂရိနသရောစီဘာလလူဆိုတာလူမိုက်လူပသက်ပြညာသို့သောလူမိုက်လူဆိုလို့ရှိရင်ရိုင်းဆိုင်ပြီးတော့ကြမ်းထမ်းတဲ့လူတကာဆဲရဲတဲ့ရိုင်းနေတယ်ဆိုတဲ့လူဆိုးကိုလူမိုက်လူရဲ့လူတွေအတိများကြတယ် မဟုတ်ဘူးအဲ့ဒါကြီးလူမိုက်လို့ပြောတာမဟုတ်ဘူးလူမိုက်ဆိုဒီမှာလုံတဲ့နာနဲ့မလုံတဲ့နာအတိညာကင်းမဲ့တဲ့ပုဂ္ဂိုလ်အတိညာမရှိတဲ့ပုဂ္ဂိုလ်လူမိုက်လို့ပြောအတိညာကင်းမဲ့ပြီဆိုလို့ရှိရင်သူကိုယ်တိုင်လည်းဆရာဆိုးတွေဝဲလာသူများကိုလည်းဆရာဆိုးတွေဖြစ်အောင်ဖြားယောင်းသွေးဆောင်တယ်လားလူမိုက်ဆိုတာ အတိညာဉ်မရှိတာကိုအခြေခံပြီးတော့သိုးွားတဲ့ဇယိုက်တွေလောက်တော့မှလူမိုက်ကနေလူဆိုးဖြစ်တာလူမိုက်ဆိုတဲ့ပညာမရှိတဲ့ပုဂ္ဂိုလ်နဲ့တွဲဖက်ပြီးတော့အလုံးလို့လို့ရှိရင်အမတန်မှဒုက္ခရောက်မလို့တင်တာတွေကိုလုံးတဲ့နဲ့ထင်ပြီးတော့လုံးလို့ရှိအတိညာဉ်မရှိတဲ့ပုဂ္ဂိုလ်ဟာသာမီနှစ်ယောက်ရဲ့ဇာတန်းလိုပဲ အမေရဲ့နှစ်ခုမှအမက်ကြီးခိုက်နေတယ်ငါသမီးမောင်းလိုက်စမ်းမှဆိုတော့ဂျပွေးနဲ့ကောက်ပြီးတော့ထုတ်မဲ့ဆိုပြီးတော့အမေနှစ်ဖူးချပွေးနဲ့ထူတော့အမေသေးတာပေါ့အဲ့ဒါမျိုးကိုလူမိုက်လို့ခေါ်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာပြောလဲကိုယ်ယူကံလုပ်လဲကိုယ်ယူကံလူမိုက်ဆိုတဲ့အထက်မှာခိုးဆူတိုက်ခိုက်နေမှလူမိုက်မဟုတ်ဘူးအသိဉာဏ်မရှိရင်လူမိုက် အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဘာလန်နပ်ပတိမတွေ့ပြရစေနဲ့မမြင်ပြရစေနဲ့နတ်သူနေသူတို့ရဲ့အနာလည်းမကြားခြင်းဘူးနတ်ဆာပါဠိနတ်တောင်းဝတိအဋ္ဌဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်လည်းအတူမနေရစေဘာလီနောင်လာပတ်တန်လာအဲ့ဒီလိုဘာလာတွေနဲ့ဘယ်တော့မှတွေ့ဆုံဆွေးနွေးပြီးစကားပြောခြင်းမပြုပြရစေနဲ့ သူတို့ကိုလည်းပဲသဘောကျတယ်ဆိုတဲ့ဘဝမျိုးမရောက်ပြရစေနဲ့ဒီလိုစုတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းဘဝမှာမင်္ဂလာရှိဖို့ခေါ်တဲ့အခါမှာလည်းအသေဝနာသဗ္ဗလာနံဆိုတာကိုမင်္ဂလာတရားထဲမှာနံပါတ်1ထားပြီးတော့ခေါ်တော့အေးဘာလာနဲ့လှုပ်လို့ရှိရင်အလုံးမှာပျက်စီးနိုင်တာဖြစ်တော့ကြဘာလာဆိုတဲ့ အတိညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ဆရာိုက်ဆိုးတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုမတွေးပြရစေနဲ့ဆိုရင်ဆုတောင်းအဲ့လိုတောင်းတဲ့အခါကျတော့တရားမင်းကြီးကဘာလကိုဘာဖြစ်လို့မတွေးချင်တာမမြင်ချင်တာလဲသူနဲ့အတူတူကဒီမဆက်ဆံနေတာလဲလို့မေးတဲ့အခါကျတော့ဖြေရှင်းတယ် အနယံနယတိထုံမီတော်အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာမလုံတဲ့နာကိုလုံတယ်မပြောတဲ့နာတွေပြောတယ်မဟုတ်တာတွေကိုလုံတယ်ဘာလို့ဒုစိန်ဏိဒစိန်တီမကြံအပ်တဲ့မကောင်းတဲ့အကြံတွေကိုကြံတဲ့အကြံဆိုးတွေကိုကြံစေတဲ့ဒုပ္ပါတိတပါတိ မပြောသင့်တဲ့စကားတွေကိုပြောတယ်ဒုက္ကတကာမကာရီမလုပ်သင့်တဲ့အလုပ်တွေကိုလုပ်တယ်အဲ့ဒီလိုအသိဉာဏ်မရှိသည့်အတွက်ကြောင့်ဇေယိုက်ဆိုးတယ်အနယနယတိထုံပေတော့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာမင်္ဂန်တဲ့အကြောင်းတရားမဟုတ်တာကိုမင်္ဂန်တဲ့အကြောင်းတရားအနေနဲ့လှုပ်ဆောင်တတ်တယ်မလုပ်သင့်တာတွေကိုလုပ်တယ်အထုရာယနိယုတ်စတိ လုံသိလုံထိုက်တာကျတော့မလုံဘူးမလုံသိနာလေးလုံတယ်ဒုံရောတေရတော်ဟောတိဘယ်တော့ဖြစ်ဖြစ်မကောင်းတဲ့ဘက်ကိုဥဆောင်ကိုချင်းတရားပြပြတဲ့ပုံမှာရှေ့ဆောင်ရှေ့ပဲလုံတဲ့တမ္မာဝုဒ္ဓောပကုပတိကောင်းတာပြောလဲပဲလက္ခဏာမဟုတ်ကောင်းတာပြောရင်လည်းစိတ်ဆိုးတတ်တယ်ဒါလူမရဲ့သဘောထားတွေအဲ့လိုဖြစ် ဝိနည်းံသောနာသနာတိလူမှုရေးလည်းနားမလဲဘူးလူရဲ့ကိုချင်းတရားကိုနားမလဲလူတွေမှာမိကောင်းဖခင်သာသမီတိုင်းမှာကောင်းမြတ်တဲ့အကျင့်တရားတွေဆိုတာရှိအေးဒီလိုမပြောရဘူးဒီလိုမဆက်ဆံရဘူးလူကြီးသူမရှိမှဒီလိုမနေရဘူးဆိုတဲ့ကိုချင်းတရားတွေသွန်သင်ထားမှုတွေလူစည်းကမ်းလေးတွေရှိတယ် human dignity ခေါ်တဲ့လူရဲ့ဂုဏ်သိက္ခာဆိုတာအဲ့ဒါမျိုးလူပိုက်ကဘာတစ်ခုမှခေယူဆိုင်ဘူးတဲ့ဘာတစ်ခုမှမသိဘူးအဲ့ဒါကြောင့်မို့လို့ဒီလိုအခြေအနေမကောင်းတဲ့ဘာလာမျိုးကိုသာဓုတတအတ္တတဒီလိုသူတို့ကိုမတွေ့တာအကောင်းဆုံးပဲတွေ့နေပြီဆိုလို့ရှိရင်သူတို့ရဲ့လောက်ရတဲ့ သူတို့နဲ့ဆက်ဆံနေရလို့ရှိရင်စိတ်ဆင်းရဲဖို့ပဲကြုံရလို့ဒါကြောင့်မို့လို့လူမိုက်ကိုမတွေ့ချင်တာပါလို့တရားမင်းကြီးရဲ့အမေကိုဒီလိုဖြေအေးအဲ့တော့ဖြေတော့တရားမင်းကြီးကနောက်ထပ်ဆုလိုချင်တာရှိ ပြောပါအောင်လို့ဆိုနောက်ထပ်ဘာလိုချင်သေးလဲစိတ်ထဲမှာရှိတာပြောစမ်းပါလို့ဆိုဘုရားတော်ကဘာပြောတော့ဓိရံပတ်တိသူနေဓိရံ ဒီရေနသဟတံဝတိအဲလူမိုက်ကိုမတွေ့ကြဘူးဆိုရင်အရာရာမှာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဇေယိုင်ကောင်းတဲ့ပုဂ္ဂိုလ်ရင်းပညာရှိတဲ့ပုဂ္ဂိုလ်တွေတော့သူဟာရင်းရင်နဲ့တွေ့ကျင်တဲ့သူတို့သတင်းကိုကြားကျင်တဲ့သူတို့နဲ့အတူနေကျင်တဲ့ဒီရေနံလာပတံလာပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့စကားပြောကျင်တဲ့ဆွေးနွေးကျင်တဲ့တံဝရီတံဆရောစေ အဲ့ဒါကိုလူချင်းနေဒါဝဲကြိုက်အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပြောဆိုခြင်းနဲ့ဆွေးနွေးခြင်းနဲ့တွေ့ခြင်းအဲ့ဒါမှတွေ့ခြင်းနဲ့အရာရာမှာသူစိတ်တ္တစိတ်တ္တကောင်းမြတ်တဲ့အကျဉ်းတွေဟောတာကျမ်းနဲ့သူပါတိတ္တပါတိကောင်းမြတ်တဲ့စကားတွေဟောတာပြောတယ်သူကတ္တကမ္မကတွေလုံးတဲ့လုံးထိုက်တဲ့ကောင်းတဲ့အလုပ်တွေဟောတာလုပ်တယ်ဆိုတဲ့ ဒီလိုခေါင်းဤတတ္တိတွေရှိတဲ့ပညာရှင်မျိုးကိုတွေ့ကျင်တယ်အဲ့ဒါတွေကိုဒါတွေးပြရစီပါဒါဖြင့်ပညာရှိကိုမဖြစ်လို့တွေးကျင်ရတာလဲလို့မေးတဲ့အခါကျတော့ပညာရှိတွေးရခြင်းအကျိုးကျေးဇူးတွေဘယ်လိုပြောတော့နယံနယတိမေတာဝီပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်တော့ဖြစ်ဖြစ်လှုပ်တဲ့နာကိုလှုပ်ဖို့တိုက်တွန်းလေးရှိဘယ်တော့မှလမ်းမဘက်ကိုဆက်ဆောင်ပြီးတော့မသွားဘူးမလှုပ်တဲ့အလှုပ်ဆိုရင်တားမြစ်တယ်လှုပ်တဲ့အလှုပ်လှုပ်ခိုင်းတယ်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာသာတင်ပြီးပညာရှိပုဂ္ဂိုလ်နဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်ကိုယ်တိုင်ကမသိတော့မှမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုယ်တင်ပြီး လှုပ်တင်လှုပ်ထိုက်တယ်မှန်ကန်တဲ့အကြောင်းအရာပညာရှိပုဂ္ဂိုလ်များပေါ်ပြတတ်တယ်အထုရာယနာယောစေမလှုပ်တင်တာကြရင်တော့ဘယ်တော့မှမတိုက်တုံးဘူးသူကိုယ်တိုင်ကလည်းမလှုပ်တင်တဲ့အလုပ်မလုပ်ဘူးရှောင်းနေသူနေရောတေရတော်ဟောဒီအေးကိုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင်အထွတ်မြတ်ထားပြီးတော့ကျင့်ကြံကြုတ်အထုတ်တယ် သမ္မာဝုဒ္ဒနာကုပ္ပတိကောင်းတဲ့စကားပြောလို့ရှိရင်လည်းဘယ်တော့မှစိတ်ဆိုးရမရှိအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးခွဲခြားပြောပြီဆိုလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာနားထောင်တတ်တယ်ဘလို့ပဲပြောပြောစိတ်ဆိုးရမျိုးမဖြစ်ဘူးတဲ့ဝိညာဉ်တော်ပဇနာလူမှုရေးလူကျင်ဝတ်ကိုသူကနားလဲတယ် လူလောကမှာလေးပါးရင်ကြီးတဲ့လူမှုဆက်ဆံရေးတွေနားလဲတဲ့ကုချင်းတရားတွေနဲ့ပတ်သက်ပြီးတော့နားလဲတဲ့လူသိခါကိုနားလဲဒီလိုဆိုတာပေါ့နော်ပါဠိတေနသမာကမောအဲ့ဒီလိုလူလူနားလဲတဲ့ပုဂ္ဂိုလ်မျိုးနဲ့ပေါင်းရတရားတာမှာကောင်းလူလူနားမလဲတဲ့လူနဲ့တွေ့ရတာဟာအလွန်စိတ်ဆင်းရဲစရာကောင်းတယ် လူလိုနားထည်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းတဲ့မှာပိုကောင်းတယ်ဒီလိုဆိုလိုတာပေါ့